ဒီမွေးနေ့မှာလာဆုံးမဲမဲမျက်နှာလိုချင်တာတွေကုန်ဝဲပြီမင်းရဲ့မွေးနေ့မှာစတောင်းစကားလေးပြန်လွင်နေရေဒီယိုတစင်ဖိရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတရားနေ့အစီအစဉ်အားနေ့ဒီကနေ့ဇွန်လ10ရက်နေ့မှာမွေးနေ့ပြင်းပြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူ ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့ထုံးလင်းတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။မတရားနေ့အစီအစဉ်အားနေ့ပြမဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်လှိုင်သာယာမှာနေတဲ့ကိုဟန်းနီရဲ့ဒီနေ့မှပြမြောက်တဲ့33နှစ်ပြည့်မွေးနေ့အတွက်ကိုပအဝင်တောင်းဆိုလာတာဖြစ်ပါတယ် ကိုဟန်းနီးရဲ့ဒီနေ့မှပြမြောက်တဲ့မွေးနေ့အတွက်ကိုတော့ချစ်ရတဲ့မိသားစုတွေအားလုံးကမွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုချွေးပေးထားပါတယ်။ဆက်လက်ပြီးတော့ဆုတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ပြည်ဦးလေးသစင်ဖန်ကမောင်လေးပိုင်သူကြရဲ့ဒီနေ့မှပြမြောက်တဲ့25နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆုလာလာဖြစ်ပါတယ်။မောင်လေးပိုင်သူကြရဲ့ဒီနေ့မှပြမြောက်တဲ့မွေးနေ့အတွက်ကိုတော့တောင်တွင်းကြီးရယူနနာကျော်ရန်ကုန်ကကိုတွင်တင်ဆန် မန္တလေးကမနွမ်းနှံစီနေပြည်တော်က စုနယ်တီလင်းခိုင်ခိုင်ဝင်းလှိုင်လှိုင်ဝင်းနှွဲလင်းသူခင်ခိုင်ဝင်းလွှချင်းပြည်နယ်ကမေလင်းနှင်းမိုးပွင်ဝက်လက်ကမူမမမြင်းချက်ကမေဆောင်နှင်းဆက်တော်ကနေပြီးတော့ပောင်းဝင်းတောင်းဆိုပေးထားပါတယ်ရှင်မောင်လေးပိုင်သူတားရဲ့မွေးနေ့အတွက်ကိုသစင်ဖန်မိသားစုတွေကလည်းမွေးနေ့စုမုံကောင်းလေးတောင်းဆိုပြုပေးထားပါတယ်ရှင်ဒီနေ့မှမွေးနေ့ပြင်းပြကြတဲ့ရန်ကုန်လိုင်တာယာကကိုဟန်နီ ပြည်ဦးလေးသစင်းဖတ်ကမောင်လေးပိုင်သူတရုရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရစေ။တာယာပျော်ရွှင်မွေးကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။အလုတ်ခိုင်တွေအားလုံးနဲ့အဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရစေ။အမတ်တရားနေ့အစီအစဉ်အားနေအခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ နေပြည်တော်ကမြမလေးနေကြည်လင်းရဲ့ဒီနေ့မှပြင်းပြောင်းတဲ့28နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်မြမလေးနေကြည်လင်းရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့တငယ်ချင်းတွေဖြစ်ကြတဲ့နေပြည်တော်ကမိုးပွင့်ဖြူဖြူဖြူခိုင်ကဲသွဲမိုးမြင့်တိမ်ဝင်းလွှာစင်မင်းပိုင်နေလင်းပိုင်နန်းထထလှိုင်ဇူးဇူးလှိုင်ထထဆူပိုင်မင်းခန့်ယူနနာကျော်မိုးထန့်အားကအောင်သူရဟိတူတူလေးမိမိထွန်း မြကြီးနာကအီမာလွင်ဦးမန္တလေးကမန်ရနန်စီတနုဖြူကစုလေးကိုစောထူနောင်ရန်ကုန်ကကိုလက်ရနဲ့မေပိုးဖြူတို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်မွေးနေ့ရှင်ညီမလေးအတွက်မွေးနေ့စုမုံစကားလေးရတော့မွေးနေ့မှစပြီးတော့တဲ့စိတ်ချမ်းသာကိုကျမ်းမာခြင်းတို့နဲ့ပြည့်စုံပါစေဆိုပြီးတငယ်ချင်းတွေအားလုံးကမွေးနေ့စုမုံကောင်းလေးတောင်းဆုချွေပေးထားပါရယ်ရှင် မတရားနေ့အစီအစဉ်အားနေ့မွေးနေ့ရှင်တွေအတွက်ပံဝင်တောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပံဝင်တောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ Twinkle light ဒီနေ့ပါလေလေချစ်သူရဲ့နှစ်ပတ် ကျေးဇူးဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်စုလာတဲ့ပရိသတ်ကတော့မြေကြီးနောက်မှနေတဲ့အာကာပဲဖြစ်ပါရယ်။သူကတော့သက်ဆိုင်သူခင်အီအီဆန်းနဲ့ဒီနေ့မှပြေးမြောက်တဲ့ကိုလာပြည့်ချစ်သက်သက်အတွက်ကိုကိုတိုင်းမေးပန်းဝေတောင်စုထားပါရယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့ထာဝရသစ္စာရှိရှိချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါရယ်ရှင်။ အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မတရားမှာနေတဲ့ညီမလေးမျိုးမျိုးနိုင်ပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူကိုဖြိုးတီဟာနဲ့ဒီနေ့မှပြေးမြောက်တဲ့တနေ့နဲ့ကိုလာပြည့်ချစ်သက်တဲ့အတွက်ကို ကိုတိုင်းမေးပါဝင်တောင်းဆိုချပါတယ်။သက်ဆိုင်သူတို့စကားလက်ဆောင်နေရတော့ ကိုကိုအပေါ်မှာတဲ့ထောင်ရသက်ဆုံးတိုင်ချက်သွားပါမယ်အမြန်ဆုံးနှိဆက်ဖို့အတွက်ကိုနေတဲ့နှစ်ယောက်အတူတူစူးစမ်းကြမယ်ဆိုပြီးစကားလက်ဆောင်လေးပေးထားပါရဲ့ရှင် ဒီနေ့မှာနှစ်ပတ်လည်ပြည်မြောက်ကြတဲ့ချစ်သူဆောင်တွေတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျုံလာသည်မအခက်ခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့စုမုံကောင်းတောင်းပေးလိုက်ပါရရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါရရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံနှင်းတင်ဆက်ပေးနေရပါဖြစ်ပါရ။ တစီယဖွင့်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6936 3936နဲ့3998 3995ကိုရှစ်ကို9 3ညာ9959တို့မှာ3ရက်ကြိုတင်ပြီးတော့ပအဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။ နောက်ဆက်အပေးခဲ့ကြတဲ့တစင်ဖန်ပရိသတ်များအားလုံးပဲတရားပြုရှုမှုရဲ့ကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။